ဖရာဆိုဒီမှာဂေါရမဗုဒ္ဓကိုစားပြုတ်ပြီးတော့ထုလုပ်ထားတဲ့ရုပ်ပွားစင်တူတော်မှန်ကြဂျပန်ဒီဇိုင်းပဲဖြစ်စေတရုတ်ဒီဇိုင်းပဲဖြစ်စေအိန္ဒိယဒီဇိုင်းပဲဖြစ်စေကိုရီးယားဒီဇိုင်းပဲဖြစ်စေတိဘက်ဒီဇိုင်းပဲဖြစ်စေဘယ်ပုံစံထုထုဘာမျိုးကိုပဲထုထုသက်စွာဘုရားတူတူပဲလို့ဒီလိုမှတ်ရအောင် ဘုရားရုပ်ကတော့အတူတူပဲမတူတာဒီဇိုင်းတူတာပါလေကောဓမဗုဒ္ဓကျွကုန်ဒီလိုဆိုလို့အေးဘုရားဘာသာဝင်နေတောင်မှကိုယ့်ကမှုတွေအများကြီးမြန်မာပြည်မှာတော့ဘုရားဟာဒီနှကျိတ်ရှိစုကိုယ်ဝယ်တယ်ဆိုရင်နှကျိတ်ရှိပါပေါ့အဲ့ဒီမဲ့လက်ရှိကျင်းကျန်းရှိတဲ့ကောဓမဗုဒ္ဓကိုယ်ဝယ်တာ ထင်ရှားရှိတဲ့ဘုရားကျန်တဲ့ဘုရားတွေကဂေါရဝဘုရားပြာရိတ်ခံခဲ့တဲ့ဘုရားတွေ24စု24စုသောဘုရားရှင်တွေရဲ့24စုထဲမှာဂေါရဝဘုရားထည့်လိုက်တော့25စုဒီပင်ကရာဘုရားနဲ့တခစ်တကဘာပဲပွင့်နေတဏင်္ဂရာမေတ္တင်္ဂရာတရဏင်္ဂရာဆိုတဲ့ဖျားသုံးစုထက်ပြီးတော့ပေါင်းစားလိုက်တဲ့အခါကျတော့နှစ်ကျိတ်ရှစ်စုဆိုပြီးတော့ခိုးပဲ တကယ်တော့ဂေါရမဗုဒ္ဓဗျာဒိခံခဲ့တဲ့ဘုရားက24စုပဲရှိတယ်ဒီပင်ကရာမြတ်စွာဘုရားအစတတဝမြတ်စွာဘုရားအဆုံး24စုမကြိတ်4စုအဲ့ဒီဘုရားဟာဗျာဒိခံတယ်ဘုရားအဲ့ဒီမဲ့ဂေါရမဗုဒ္ဓထည့်လိုက်တော့25စုဖြစ်တယ်ဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာလည်းပွင့်တဲ့ဘုရား3စုထည့်လိုက်တော့8စုဖြစ်သွားတယ်ဟောတဲ့ကျိတ်6စုကိုယ်ွယ်မှုဆိုလားဒီလိုလား အဲ့တော့ဘုရားကြီးကိုးကွယ်တယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားရဲ့ဘုရားမန္တရရဲ့ခုံတော်ကျေးဇူးတော်တွေဟာအားလုံးဘုရားဝါဒဝင်ပြီးတဲ့အတိုင်းပရဟံသမ္မာသမ္ဗုဒ္ဓစတဲ့ခုံကြီးတွေပဲဖြစ်တယ်ပေါ့အဲ့ဒီရည်ချင်းတွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားခုကနေ့ခေတ်မှာထုလို့ပူဇော်ပြီးတော့ကိုးကွယ်နေကြတာလေအမျိုးကိုစုံနေတာ ဘေးကင်းတဲ့လူတွေကအဘယမုဏိလတ်လပလူကျင်တဲ့ပုဂ္ဂိုလ်တွေကလာဘမုဏိအလိုတော်ပြည့်တယ်ဆန္ဒတော်ပြည့်တယ်ဖះကိုအမည်နာမအမျိုးစုံတက်ပြီးတော့ကိုးကွယ်ကြတယ်အဲတော့အတိညာနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဂေါရမဗုဒ္ဓတဆူရဲရဲ့ကိုးပွားတွေဖြစ်တော့ကြအလိုတော်လည်းပြည့်ပါပဲဘေးကင်းတာလည်းဖြစ်ပါပဲ လက်လက်ပါလဲကိုးွယ်လှူဒန်းခြင်းကြောင့်ရလာနိုင်တယ်ဒါနာကောင်းမှုလို့လို့ရှိရင်လက်လက်ပါရရလာမှာမြတ်စွာဘုရားဆိုတာအကုသိုလ်တရားတွေကိုရှောင်ဖို့ကုသိုလ်တရားတွေကိုဆောင်ဖို့ဟောတာဖြစ်သောကြောင့်အကုသိုလ်ရှောင်မယ်ကုသိုလ်တွေလုပ်မယ်ဆိုရင်အန္တရာယ်လည်းကင်းမှာပဲအဲ့ဒါလို့မဟုတ်လို့ရှိရင်အမည်နာမလေးပေါ်မှာစင်ရင်တုံးသက်ပြီးတော့လူတွေရဲ့ကိုးွယ်မှုကအမျိုးစုံဖြစ်သွားနိုင်တယ်။ဘုရားဆိုရင် ိတ်ထဲမှာတူညီသောသဗ္ဗညုတဉာဏ်ရှင်အနေနဲ့သူကိုယ်ပဲဘုရားဘာသာရေးခိုင်းကွဲဖြစ်တဲ့မဟာယာနတွေကိုယ်ပဲဘုဂျပန်ဆိုတော့မဟာယာနဖျားမဟာယာနဘုရားဘာသာရေးကိုယ်ပဲအဲ့ဒီကိုယ်ပဲမှုတွေမှာမဟာယာနကိုယ်ပဲတာတွေကြတော့သူတို့ကိုယ်ပဲတဲ့ဖျားတွေကိုကြည့်မယ်ဆိုရင်ဣမတရားတဲ့မပွင့်သေးတဲ့ဖျားကိုပို့ဦးစားပေးတယ် မပွင့်နေဘူးမပွင့်နေဘူးစာနောက်လာမဲ့ဖရားပို့အရေးကြီးတယ်နောက်လာမဲ့ဖရားသူတို့မကယ်ပဲနဲ့တော့မှကြောက်တယ်ဒါကြောင့်မို့နောက်နောက်တက်လာမဲ့ဟာကိုသူတို့အရေးတကြီးကိုယ်ပဲအခုလက်ရှိကမရှိတော့ဘူးလေမရှိတော့ဆိုလိုတာနောက်လာမဲ့လူကျင့်တတ်အောင်လုပ်တယ်ပုံချွတ်တင်ပြီးတော့ ဘရမဘုရားပြိဋိဘံဆံသွားပြီနောက်လာမဲ့ဘုရားလောင်းကိုဝေထားတာကြွတင်ပြီးတော့အရိမတ္တရာကာဂေါရမဘုရားကျတော့တစ္ကြမုနိဆိုတဲ့နာမည်နဲ့ကိုဝေတယ်တခါကိုဝေတယ်ဘုရားတခုရှိသေးတယ်ဝေရောစနဆိုနောက်တစ်ခုကတော့အမိတာပါဆိုပြီးတော့ကိုဝေတယ်ဘုရားလေးစုကိုဝေတယ်မဟာယာနလေးသို့တော့တိဘက်နဲ့ကျတော့တိဘက်ကတမျိုးကိုဝေပြန်ဒါဘုရားဗဒာကိုင်းကွယ်တယ် အဲ့တော့ထေရဝါဒဘုရားဘာသာတွေအနေနဲ့ကတော့ဘယ်ပြရားမျိုးပဲဖြစ်ဖြစ်ဘုရားဆိုဒီမှာမင်္ဂနဲ့အဋ္ဉဏ်ရှိပြီးတော့မင်္ဂနဲ့တရားဓမ္မဟောတာလက်တွေ့လိုက်တာစိတ်သုံးမှုကိုဥစားပေးတယ်အဋ္ဉဏ်ရှိမှုကိုဥစားပေးတယ်လူတိုင်းလူတိုင်းဟာမြတ်စွာဘုရားကိုကိုယ်ဝယ်ဆီကပ်ခြင်းသည်မြတ်စွာဘုရားရဲ့အဆုံးအမကိုရဖို့သာဖြစ်တယ် ရလာပြီးရင်တရားတော်မှကျင့်မှကောင်းကျိုးချမ်းသာတွေကိုရမှာဖြစ်တယ်လို့ဒီအတိကလည်းမှန်ကန်တဲ့အတိဖြစ်တယ်ဟောကိုယ်ပဲမှုတွေနဲ့ပတ်သက်ပြီးတော့လမ်းခုလက်မှလည်းပဲလမ်းဒီလမ်းမွာလမ်းကြောင်းတွေကအများကြီးဖြစ်တယ်အများကြီးဖြစ်တော့လွဲမှားသွားတတ်တယ်ဒါကြောင့်မလို့ဘုရားကိုကိုယ်ပဲပြီးဆိုလို့ရှိရင်ဘုရားလာပါခုလကျင်ဝေးတဲ့ ဖရဆိုတာကြောက်လို့ကိုယ်ဝေနာမဖြစ်ရဘူးလတ်လာဘစီပါဥစ္စာတိုးတက်ခြင်းလို့ကိုယ်ဝေနာမဖြစ်ရဘူးကုလအမျိုးစင်ဆက်ကကိုယ်ဝေနာလို့ကိုယ်ဝေနာမျိုးမဖြစ်ရဘူးတဲ့ဖရလာဘကုလကျင်ဝေတန်တာဘေးမှလူရေးကြီးမျောဆဲဒုက္ခတွေကလွတ်ဖို့အတွက်ဖရကိုကိုယ်ဝေနာဒီလိုဆိုရမှာပဲနော် လို့ဆိုတော့အဲ့ဒါမှစစ်မှန်တဲ့ကိုယ်ဝင်ဖြစ်တယ်။အေးမြတ်စွာဘုရားကလောကမှာကိုယ်ဝင်မှုအမျိုးမျိုးတွေဟာဘေးကအန္တရာယ်ကင်းတဲ့ကိုယ်ဝင်မှုတွေမဖြစ်ဘူးတဲ့။တကယ်ကိုယ်ဝင်ထိုက်တာကတော့ဘာတွေလဲလို့ဆိုရောစဗုဒ္ဓင်စဓမ္မင်စတန်ငယ်စတရဏံကတောဘုရားဓမ္မတန်ခါကိုကိုယ်ဝင်တယ်တဲ့။မြတ်စွာဘုရားကဒီနေရာမှာ ငါ့ကိုကိုယ်ဝယ်လို့ဒီလိုပြောတာမဟုတ်ဘူးဗုဒ္ဓဆိုတာဟုတ်ကိုယ်ဝယ်ဘုရားဆိုတာဘာလို့တည်သူတရားဓုတရားမြတ်အမှန်ကန်ကိုတည်တဲ့ပုဂ္ဂိုလ်ကိုယ်ဝယ်ရတည်တဲ့ပုဂ္ဂိုလ်ကိုယ်ဝယ်မှာမတည်တာပြောက်မှာပေါ့မတည်တဲ့ပုဂ္ဂိုလ်ကိုယ်ဝယ်ရင်ထပ်ပြီးတော့မတည်တာပဲဖြစ်မှာပေါ့ဆိုလိုတာအတိညာရှိဖို့အရေးကြီးတယ်ဘုရားဆိုတာ အသိဉာဏ်ရှိသူဗုဒ္ဓကိုခေါ်တာအဲ့ဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကိုယ်ဝေမအဲ့ဒီပုဂ္ဂိုလ်ဟောတဲ့ဓမ္မလိုက်တာကျင့်သုံးအဲ့ဒီဓမ္မကိုလိုက်တာကျင့်သုံးလို့အောင်မြင်နေတဲ့အဖွဲ့အစည်းတရားကိုတန်ခါလို့ခေါ်တယ်အဲ့ဒါကြောင့်မို့ဘုရားဓမ္မတန်ခါလို့ဆိုတယ်ရှင်ရနာ၃ပါးကိုယ်ဝေရှိကြရမယ့်အရာဖြစ်တယ်ဒါဖြင့် ဖရတရားတန်ခါကိုယ်ပဲတော့ဘာရတာလဲအကျိုးစီးပွားဘာတော့လို့မေးတဲ့အခါကျတော့ကိုယ်ပဲတိုက်တဲ့အကြောင်းတွေကိုဖော်ပြတဲ့အခါမှာရသော်ဘုရားကိုယ်ပဲတာဟာရသော်ဘုရားကတရားတွေပေါ်မှာကြာရောက်လာမဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပစ်နိုင်လို့ကိုယ်ပဲတာပါတဲ့ဟုတ်ပြီ ဆရာဝါဒီပေါ်မှာကြာရောက်လာတဲ့ဘေးရန်အန္တရာယ်ကြီးဆိုတာဘယ်လိုဘေးရန်အန္တရာယ်ကြီးလဲဘေးရန်အန္တရာယ်အမျိုးမျိုးရှိတဲ့အထက်မှာဘေးဆိုကတ်ဆိုအန္တရာယ်အမျိုးမျိုးအပင်ငယ်ကြာတာတို့ဆဲဒုက္ခတဲ့နိမောနာတို့ဒီလိုအန္တရာယ်မျိုးမျိုးတွေဘေးရန်ဆိုတွေကိုမြတ်စွာဘုရားကဖယ်ရှားပြစ်နိုင်တယ်တဲ့ ဒါဖြင့်ဘုရားကဖယ်ရှားပြစ်တာတကူတော်နဲ့ဖယ်ရှားတာလားလို့မေးလိုက်မယ်ဆိုရင်ထိမြတ်စွာဘုရားကသရဝါဒီကိုဘေးကအနေမကြရအောင်ဘယ်နည်းနဲ့ဆောင်ရွက်ထားလဲလို့ဆိုတာကိုတည်တည်ချာချာဆိုထားတယ်ဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနတတနံဘယံဟိန္တတိဖုတော်တဲ့ ဘုရောမြတ်စွာဘုရားဟာတရဏံတတဝနံတတနံတရဝါတို့ရဲ့ဘယံကြောက်ရောက်လာမဲ့ပေါ့တရဝါတို့ရဲ့အပေါ်မှာဘယံကြောက်ရောက်ကြောက်ရောက်လာနိုင်တဲ့ဘေးရန်အန္တရာယ်ကိုဟန်တိဖယ်ရှားဖြစ်တယ်ဘယ်နည်းနဲ့ဖယ်ရှားဖြစ်တာလဲတကိုးတော်နဲ့ဖယ်ရှားဖြစ်တာလားလို့ဆိုမဟုတ်ဘူး ဟိတေပဝတ္တေနအာဟိတာသနေဝတ္တေနဟိတေအကျိုးစီးပွားကိုဖြစ်ထွန်းစေနိုင်တဲ့ကုသိုလ်တရားတွေကိုပဝတ္တေနသရဝါတို့ရဲ့တဏ္ဍမှာဖြစ်စေခြင်းဖြင့်အေးအန္တရာယ်ကြောက်လို့ရှိရင်ကုသိုလ်ဖြစ်အောင်လုပ်ကုသဏမှာကုသိုလ်တွေဖြစ်ရကုသိုလ်ကမှသာသင်ဘေးအန္တရာယ်ကိုခံတားနိုင်တယ်လို့ဒီလိုဟောတာနော် ကုသိုလ်ကောင်းမှုလုပ်လို့ဆိုလိုတယ်ဟိတေပောတနေလားအကျိုးစီးပွားဆိုတာအကျိုးတရားရဲ့စီးပွားဖြစ်တဲ့အကြောင်းတရားကုသိုလ်ကောင်းမှုကိုဒီနေရာမှာဟိတလို့ပြောတာဟိတေကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေနိုင်တဲ့ဟိတလို့ဆိုတဲ့ကုသိုလ်တရားတွေကိုပဝတ္တနေလားမိမိတဏ္ဍာမှာဖြစ်အောင်ဖြစ်စေခြင်းဖြစ်မြတ်စွာဘုရားကဖြစ်အောင်လုပ်ကြလို့ပြောတာ လှုပ်ကြလို့ပြောရတဲ့နဲ့မလှုပ်တဲ့လူကယ်လို့မရဘူးလို့ဆိုလို့ဟုတ်ကဲ့ကဲမိဘကိုသားသမီးကိုပညာတတ်ဖြစ်ခြင်းလို့ပတ်စံနေပေးတယ်ဆရာသမားစီအထားတယ်ចောင်းကောင်းကောင်းထားတယ်ဒါပေမဲ့ဒီကလေးကစာမကြိုးစားဘူးခေးဆော့နေတယ်ရှောက်ပြီးပေါင်းသင်းနေတဲ့အချိန်ဖြုံးနေတယ်ပညာတတ်ပါမလားတတ်နိုင်ဘူးတတ်ဖို့လေ ။ဒါဖြင့်မိဘကပညာတတ်ကြီးဖြစ်အောင်လုပ်ပေးနိုင်လားဘယ်လုပ်ပေးနိုင်မှာတော့ခြေတဲကောင်းတစ်ခုကဖန်တီးပေးနိုင်တာမိဘပဋ္ဌာန်းတော့ပုံပေးလို့ရကောင်းရမယ်ပညာပုံပေးလို့မရဘူးလေသူကိုယ်တိုင်ကြိုးစားမှရထို့တူပဲမြတ်စွာဘုရားကတရားတွေကိုတနာတယ်ကြားရောက်လာမဲ့အန္တရာယ်တွေကိုတားဆီးခြင်းရမလားမရဘူးဘာလဲရတော့ဆို ဟိတေဘောတနေနာကောင်းကျိုးချမ်းသာမှုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တွေသူတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာဖြစ်အောင်လုပ်ရမယ်ဖြစ်စေတယ်အာဟိတာသနေဝတနေနာအကျိုးစီးပွားမကောင်းတဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတို့မှာနေဝတနေနာနောက်ဆုတ်ဖယ်ရှားခြင်းဖြင့်ဩတရဝရီရဲ့ သဏ္ဍမာကြာရောက်မဲ့ဘေးရအန္တရာယ်တွေကိုဖယ်ရှားဖို့ဖယ်ရှားနည်းကိုရှင်းရှင်းလေးပြောထားတာမြတ်စွာဘုရားကသရဝါဒီကဲတင်တာဘယ်နည်းနဲ့ကဲတင်လို့ဆိုရင်သူတို့သဏ္ဍမာကုသိုလ်ဖြစ်အောင်လုပ်ခိုင်းတယ်အကုသိုလ်တွေကရှောင်ခိုင်းတယ်ဒါပဲဧကာယကံရှင်ကအကုသိုလ်မရှောင်ဘူးကုသိုလ်လည်းမလုပ်ဘူးဆိုရင်ဘာရဟမ်ဗျာဘာဖြစ်လာမှာမဟုတ်ဘူး မျိုးဆိုလို့တာเนาะအဲ့ဒါအလွန်ထင်ရှားတဲ့ပါရကတစ်ခုပဲကိုယ်ဝေရာဆိုတာဟာအဋ္ဌဉာဏ်ရဖို့အတွက်ကိုယ်ဝေရာလက်ဆက်ပြားစီကအဆုံးမရောက်အဆုံးမဆိုဒီမှာမလုံးတင်တာနဲ့လုံးတင်တာခွဲခြားသိဖို့ဆောင်ရမှာနဲ့ဆောင်ရမှာကိုခွဲခြားသိဖို့အဲ့ဒါဟာအရေးကြီးဆုံးပဲလို့ဆိုဒါကြောင့်မို့ဖျားကိုယ်ဝေဆိုတာဟိတနဲ့အဟိတသိဖို့အတွက် ရောက်ကိုပဲစီပွားတက်ဖို့မဟုတ်ဘူးစီပွားတက်ဖို့ကကိုယ့်ကိုရောင်းဝယ်လုပ်နေတက်တယ်လေဖះမကိုးွယ်တဲ့လူတွေကဘာမှချမ်းသာနေတာတွေအများရှိတယ်မဟုတ်လားစီပွားတိုးတက်တဲ့လမ်းကြောင်းကတခြားပဲအညာဟိလာဘူးပဏိတာအညာနိဗ္ဗာန်ခမင်းကြီးပြေကျော်တာတွေရဖို့နိလန်းဆိုတာတခြားနိဗ္ဗာန်ရဖို့နိလန်းကတခြားဘယ်သူ टकू न टू तला जील तन तां टलां